နောက်ထပ်အင်တာနက်သုံးလို့ရတယ်ဆိုတော့စက်ပစ္စည်းတသေးလေးတွေရောင်းနေတာထပ်တွေ့တယ်အဲသူတို့ကဘယ်လိုပြောပြီးရောင်းလဲဆိုတာတော့အာကျွန်တော်မသိသေးဘူးဒါပေမဲ့မိတ်ဆွေတို့ကိုအာအလိမ်မခံရအောင်တခါလေးရှင်းပြမယ်နော်အခုနောက်ထပ် device တစ်ခုရှိတယ်အဲဖုန်းလိုက်မရတဲ့နေရာတွေအာအင်တာနက်မရတဲ့နေရာတွေမှာဒီ device လေးကိုတုံးချင်းအပြင်အင်တာနက်တုံးလို့ရတယ်ဆိုပြီးမှ ရောင်းနေတယ်ပေါ့နော်ပြီးတို့ကပြောလိုက်တဲ့ဂျိုဒူဂျိုဒူအင်တာနက်ဆိုပြီးပြောလိုက်တဲ့နော်အဲ့ကောင်တွေကလူလိန်နေနော်လူလိန်နေ IPC ကဘလို့ပစ္စည်းလဲဘလို့အလုံးလုံးလဲဆိုတာပြောပြမယ် IPC ကိုတင်ရောင်းတဲ့သူရဲ့ profile ပဲတစ်ခါလဲပြပေးပါမယ်နောက်ကနေလိုက်ကြည့်ပေးပေါ့နော်အဲ့တော့ကျွန်တော်ခုနကပြောတဲ့စက်ပစ္စည်းလေးကိုပေါ့နော်မြကျိနာကြိုက်တာရောင်းဝယ်ရေး group မှာလူတစ်ယောက်က တင်ထားတယ်ဗောနော်သူရေးထားတာကမိမိအိမ်ကိုတဲ့ဝယ်ပေးလိုက်ကြပါတဲ့အနတမြာဒေတာတော့ရပက်တွေမှာဆောင်နှက်နေတော့ wifi ဆက်တယ်အင်တာနက်စိတ်ကြိုက်တော့နဲ့၃လစာပေးပါပြီတဲ့စိတ်ကြိုက်တော့နဲ့တသိန်း200နဲ့အရန်တန်သွားပြီတဲ့ဖုန်း10လုံးချိတ်လို့ရတယ်အာဆက်ကအမခန့်တနစ်ပါတယ်၃လပြီးရဝေးပေးကေပေးရင်နဲ့တဲ့အဲခု10ရာဒါ200ကျက်တလပြန်ဆောင်ရမှာလို့ရင်နဲ့အမီလိပ်စာပို့ပေးမယ်ဟောဝယ်ချင်တယ်ဗောနော်အဲ့တော့ तू ကဒီပစ္စည်းလေးကိုသူက အာကျင်ညာထားတယ်အဲ့ပစ္စည်းကဘလို့အလုံးလုံးဆိုလဲအတုလားအစ်လားတခါလဲရှင်းပြမရှင်းပြခင်အာဒီ post တင်တဲ့သူကိုတခါလဲကြည့်ကြည့်မယ်နော်သူကဒါမျိုးလေးတင်ထားတယ်ဟွန်းသူကဒါတွေကြီးပဲနော်အဲ့ဆက်တွေကြီးပဲ၃ခါ၄ခါလောက်တောက်လျှောက်တင်ထားနော်တွေ့ရနော် profile တော့မယ် profile တော့မယ်သူက profile ကဒါမျိုးနော်တွေ့ရအာ link တွေတခါလဲတွေ့ရနော်ဟွန်း အဲ့တော့သူ့ရဲ့စက်ပစ္စည်းကဟုတ်လားမဟုတ်လားကျွန်တော်ပြမှာเนาะသူကဒီမှာတင်ထားတွေ့လားကြိုတုဓာတ်ရိုက်အင်တာနက် Wi-Fi ဆက်လေးတဲ့ဝယ်လို့ရပြီတဲ့အဲ့အဲ့အတွက်ဝယ်ပေးလိုက်ပါတဲ့ Okay အဲ့ဒါဟုတ်မဟုတ် ကျွန်တော်ရှင်းပြမယ်အဲ့တော့ဒီမှာခုနသူချိန်ရတဲ့ဆက်ကိုကျွန်တော်ရှာသွေးပြီเนาะအဲ့ကောင်ကိုဘယ်လိုခေါ်အဲ့ကောင်ရဲ့နာမည်က Pokify လို့ခေါ်ရယ်เนาะ P O K E F I Pokify လို့ခေါ်ရယ် အဲ့ကောင်ကကြော့တော့ဘလို့အလုတ်လုတ်လဲဆိုရင်ကဘာပေါ်မှာအဲနိုင်ငံ190မှာအလုတ်လုတ်တယ်အဲသူကကြော့တော့ sync cap အမျိုးအစားပေါ့နော်ဒါပေမဲ့သူက physical sync cap မဟုတ်ဘူးသူက virtual sync cap နဲ့အလုတ်လုတ်တာ virtual sync cap လေးနဲ့အဲ့ဒါ e-sync ပေါ့ဗျာတနည်းအားဖြင့်ပြောမယ်ဆိုရင်အဲ့တော့သူကအာတပြိုင်နဲ့၈လုံးဖုံး၈လုံးထိတုံးလို့ရတယ်အာဘက်ထရီကလည်း16နာရီခံတယ်ပေါ့နော်သူပြောပြထားတယ်အဲ့တော့ဒီစက်ဖြစ်စည်းလေးကသူက ဘလို့အလုံးထုတ်တယ်လဲဆိုတော့ 4G 4G network နဲ့အလုံးလုံးတာဗျာ 4G network နဲ့အလုံးလုံးတာအဲ့တော့ဒီဆက်လေးနဲ့ internet သုံးလို့ရချင်တယ်ဆိုရင်မိတ်ဆွေတို့ရဲ့ data မှာဒီ 4G အာဖုန်းလိုင်းတက်ဖို့လိုတယ် 4G ဖုန်းလိုင်းမတက်ဘူးဆိုရင်အာဒီဆက်ပစ္စည်းက internet သုံးလို့ရမှာမဟုတ်ဘူးပေါ့နော်မဟုတ်ဘူးပြီးရင်ဒီတရသူပြောထားတဲ့နိုင်ငံ190မှာသူပြောထားတဲ့နိုင်ငံ190မှာကျွန်တော်တို့ကဟိုပါပေါ့ သူပြောတာကနိုင်ငံ190ဘယ်နိုင်ငံတွေပါလဲကြည့်မယ်ကျွန်တော်တို့ကအာရှမှာဖြစ်တဲ့အတွက်အာရှကိုစစ်ကြည့်အာရှမှာဆိုရင်သူကတရုတ်မိန်းလန်းပါတယ်ဂျပန်ပါတယ်အင်ဒိုနီးရှားပေါ့နော်အများကြီးပါတယ်အမှမြန်မာနိုင်ငံမပါဘူးနော်မြန်မာနိုင်ငံမပါဘူးအဲ့ဒါတတိထားနော်လူလိန်နေနော်လူလိန်နေဂျိုးတို့အင်တာနက်ဆိုပြီးရောင်းနေနော်လူလိန်နေနော်မြန်မာနိုင်ငံမပါဘူးတောက်ွယ်တော့ပတ်စံရှုံးမယ်နော် ဲ့တော့ပြောချင်တာဒီကောလူလိန်နေခင်ဗျားတို့စီကပတ်စံတွေလိန်လို့ရတဲ့နီလာနဲ့တော့ရအောင်လိန်ပါပဲခင်ဗျားတို့ကအရင်တော့ခံရမှာပဲเนาะအဲ့တော့သူကပြောရဲဂျိုဒုဂျိုဒုအင်တာဂျိုဒုဆက်လို့ပြောရဲအဲ့တော့ကျွန်တော်ရှာဖွေကြည့်တဲ့ခါကျတော့အဲ့ကောဂျိုဒုနဲ့အလုံးမလုံးဘူးဒီကောဖုန်းဖုန်းလိုင်းနဲ့အလုံးလုံးတာเนาะ 4G LTE ဖုန်းလိုင်းနဲ့အလုံးလုံးတာအဲ့တော့မြေကြီးနားမှာ 4G LTE အလုံးအဲလိုင်းကပိတ်ခံထားရတဲ့ခါကျတော့အဲ့ဆက်သွားဖို့ပတ်စံနဲ့ရှုံးသွားပါတော့ပတ်စံနဲ့ရှုံးသွားမယ် အဲ့ဒါတော့ရမှာမဟုတ်ဘူးเนาะအဲ့ဒါအတိပေးခြင်းလေအဲ့တော့အဲ့ခုနသူကျင်ညာတဲ့သူကျင်ညာတဲ့စက်ပစ္စည်းလေးကအဲနာမည်ကဘာလို့ခေါ်လဲဆိုပိုကီဖိုင်လို့ခေါ်တယ်เนาะပိုကီဖိုင်ပိုကီဖိုင်လို့ခေါ်တယ်တွားဝယ်မွယ်နဲ့เนาะဂျိုဒူးလို့သူပြောထားတယ်ဂျိုဒူးမဟုတ်ဘူးเนาะ 4G LTE နဲ့အလုပ်လုပ်တာเนาะစင်လိုင်းထွက်မှစင်လိုင်းထွက်မှသူကအာတုံးလို့ရမှာပြီးရင်စင်လိုင်းကလည်းကျွန်တော်မြန်မာနိုင်ငံမှာအဲ့ကောင်ကစိတ်ရင်းမပါဘူးเนาะမြန်မာနိုင်ငံစိတ်ရင်းမပါတာတစ်ချက်တတိထားပါ โอเคဒီဗီဒီယိုလေးကမိတ်ဆွေတို့ကတော့ဝင်နေဆိုရင်အဆင်ပြေပါတယ်ကျွန်တော်ရဲ့ဒီ TikTok channel TikTok channel အစ်စ်လေးပါဆက်လက်အားပေးကြပါအောင်လို့မျှော်လင့်ပါတယ်ဒါကျွန်တော် TikTok channel အစ်စ်ပါ